။ဘာပြောလိုက်တော့ဆို။ဘယ်ပြည့်တစားမကများဒီတွေထွေးသွားရတာလေ။အလကသာသနာပြက်မာတယ်လို့ဆိုပြီးတော့ဆဲလိုက်တာနော်။အဲ့တော့နှုတ်ဆိုတဲ့အမတန်တတိထားရတယ်။သူဆဲလိုက်တဲ့ဇာတ်ကခုကသူကိုယ်တိုင်းပြန်ပြောပြသူကိုယ်တိုင်ပြန်ပြောပြတဲ့စကားထဲမှာဝေတိကာသအနာတာရာဇိနတာသနာဒုတိကာသူပြောလိုက်တာ ဝေတိကာသအနာစာရာဆိုတာအကျင့်ပြတ်မာတွေအကျင့်ပြတ်မာတွေဟုတ်လားမိမ့်မဲ့ပြတ်တွေဇိနသာသနာဒုတိကဖယားသာသနာပြတ်မာတွေလို့သူကဒီတတွေးကိုထွေးသွားတာလဲလို့ဆိုပြီးတော့ဖယားရင်ပြန်မှာညတိညပတ်လောက်ရမလားလို့သွားပြီးတော့နှုတ်ကနေဆိုလိုက်တာသူပြောလိုက်တဲ့တကယ်တတွေးစင်သွားတဲ့ဟို အမျိုးသမီးကတာမန်မျိုးသမီးမဟုတ်ဘူးယန္နာမကြီးဖြစ်တယ်အဲ့တော့သူယန္နာမကိုပြမမိတာဖြစ်သွားတယ်အဲ့ဒါတတိထားရတယ်နော်အလွန်ကြောက်อ่ะအလွန်ကြောက်ဘဝမှာသင်္ကန်းစာယူอ่ะဘဝမှာတခါမားလိုက်တာတတန်တရာလုံးသွားတယ်တတန်တရာလုံးอ่ะပြင်မရတဲ့အမှားမျိုးဖြစ်သွားတယ်အဲ့ဒါသင်္ကန်းစာယူဖို့ပြောတာနော်သင်္ကန်းစာယူရမယ်နှုတ်ထွက်မကြမ်းကြစေနဲ့ ကိုယ်ပါဇက်ကထွက်တဲ့ဇကားဟာတန်မိုးရှိတဲ့ဇကားပဲထွက်เสียရမယ်။ဆဲရည်တဲ့ဇကားရိုင်းပြတဲ့ဇကားကိုယ်နှုတ်ကမထွက်မိအောင်သတိထားဖို့လူတွေကကိုယ့်အကိုပိုင်တယ်လို့ထင်တယ်။မပိုင်ဘူးကိုဖြစ်ချင်တာမဖြစ်ဘူး။စိတ်ဖြစ်ချင်တဲ့အတိုင်းလိုက်ဖြစ်နေကြတာ။စိတ်ဆိုးရင်ကြမ်းတမ်းတဲ့ဇကားတွေပြောကြတာဒါကိုပြောချင်တာမဟုတ်ဘူး။အေးဒါကြောင့်မို့လို့အမြဲတမ်းသတိထားတဲ့နာပေါ့။သူပြောလိုက်တာဝိသိကာစအနာစာရာ ပြိဋ္ဌာအပြက်မာရီတဲ့ဟောစိနာသာသနာဒုတိကဖះသာသနာအပြက်မာရီစေရီရင်မြေမှာတရွေးထွေးသွားတယ်ဆိုပြီးပြောအဲ့ဒီအကုသိုလ်ကြောင့်သူငရဲကြသွားငရဲကြသွားရုံနဲ့မကဘူးငရဲလွတ်လာတဲ့အခါမှာယဟနာကိုသူပြင်မာတာကယဟနာဆိုတော့စဉ်းစားကြည့်လေ ။ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ခုံးမုံကြီးကိုခေါင်းနဲ့တိုက်လို့ရှိရင်မနာဘူး။ကြောက်တုံးကြီးကိုခေါင်းနဲ့တိုက်ရင်တော့နာမှာပဲ။ခုံးမရှိတဲ့ပုဂ္ဂိုလ်ကိုပြမမိရင်ဒါတော့မနာဘူး။နော်။ခုံးမရှိတဲ့ခုံးရှိတဲ့ပုဂ္ဂိုလ်ကြတော့ကြောက်တုံးကြီးလို့သူကချစ်လက်။ကြတုံကြီးလိုကျင့်တဲ့အဲ့လိုဂုံရှိတဲ့ပုဂ္ဂိုလ်ဂုံနေအနှစ်တည်းတီးနေတဲ့ပုဂ္ဂိုလ်ကိုတွားပြီးတော့ပြန်မလာရင်ကြတုံကြီးကိုခေါင်းနဲ့ ိုက်ထားတဲ့ပိုးနာသွားတယ်သူကဒီလိုဆိုလို့လားသူပြမလိုက်တဲ့ပုဂ္ဂိုလ်ကအရိယပုဂ္ဂိုလ်ကြီးဖြစ်နေသည့်အတွက်ကြောင့်သူပြောလိုက်တဲ့စကားတစ်ခုအမတန်မှပြင်းထန်သွားပြီးတော့သူဟာဘဝပေါင်းတသောင်းနဲ့ပြိတ္တစာမဘဝရွေရောက်တယ်ပြိတ္တစာမဘဝရောက်သွားတာဘဝပေါင်းတသောင်းကျဒီလိုဆိုလို့နော်အဲ့ဒါလို့ ਨੇ တန်တရားလဲလာခဲ့တာပြီးသလားဆိုမပြီးသေးဘူး ကသဗ္ဗဖျားလက်ထက်ရောက်တဲ့အခါကျတော့အေးသူကသာသနာတော်တွေနဲ့တော့ဂျုံတွေ့တယ်ဂျုံတွေ့လို့သာသနာဝင်ပြီးတော့မြတ်တော်အကျင့်နေကျင့်တယ်သို့သောပေါပေါရောက်ရောက်တော့မဖြစ်ဘူးပေါပေါရောက်မဖြစ်လို့ကသဗ္ဗဖျားလက်ထက်မှာမြတ်တော်အကျင့်ကိုကျင့်ပေမဲ့လို့တရားသူတရားမြတ်မရလို့သူလုတ်ခဲ့တဲ့ကုသကံအကုသကံရဲ့အပြစ်အရှိန်ကလည်းပဲမကုန်ဘူးဩဃောရမဖျား လက်ထက်ရောက်လာတဲ့အခါကျတော့သူကကတ္တဝဖရာလက်ထက်တုန်းကသူဘာစိတ်ပြက်တယ်လဲလို့ဆိုလို့ရှင်မိခင်ဝမ်းထဲမှာသရေတရားမှာသူစိတ်ပြက်တယ်။ကဲဘုန်းကြီးတို့ပြိဿထဲမှာအမိဝမ်းထဲမှာဝင်ရမှာကိုစိတ်မပြက်တဲ့ပုံကိုယ်တွေစိတ်ပြက်ကြမသိအမိဝမ်းထဲမှာကိုဘယ်လိုနေရတယ်ဆိုတာသိချင်မှသိမှာလေအခုချိန်မှာပြန်ချောင်းကြည့်ရင်ဘယ်နဲ့နေပါ့ နော်မိခင်ဝမ်းကိုခုချိန်မှာပြန်ပြီးတော့စိတ်ခုကြည့်မလားမိခင်ဝမ်းမပြောပါနဲ့တိုက်ခန်းလေးတစ်ခန်းထဲမှာအမဲသားတွေအတက်လိုက်ဆွဲထားပြီးတော့နော်ညီစောနန်းနေတဲ့အထက်ကိုအဲ့ဒါတဏှာကြီးလောက်ထည့်ထားလိုက်ရင်ဘယ်လောက်ခံရမလဲစဉ်းစားကြည့်ပါသို့တော့မိခင်ဝမ်းထဲကျတော့အသက်ကမရှူတော့အနံ့တော့ရကြမှာရမှာပေါ့နော်အဲ့တိမယ်ဆိုရင်တော့ဘယ်သူမှဝင်မှာမဟုတ်ဘူးသို့တော့အဲ့ဒီမျိုးသမီးကသူက ဘယ်လိုစိတ်ထဲမှာဆန္ဒဖြစ်တုံးလို့ဆိုတော့ဘဒ္ဓဘုရားလက်ထက်မှာ तू ဆန္ဒဖြစ်တာကမိခင်ဝမ်းထဲမှာလူဖြစ်ရမှာကို तू ကြောက်တယ်မဝင်ញင်ဘူးဒါကြောင့်မို့လို့မိခင်ဝမ်းထဲမှာလူမဖြစ်ချင်ဘူးအဲတချို့လူကြီးတွေပြောတာကြားဘူးတယ်အခုခေတ်အမျိုးသမီးတွေရဲ့ဝမ်းထဲမှာလူဖြစ်ရမှာကြောက်လိုက်တာလို့ပြောတာတော့ကြားဘူးတယ် ။ဘာဖြစ်လို့ကြောက်တယ်ဆိုတာကကိုယ့်ကိုစဉ်းစားကြည့်နော်။ခုခေတ်ကခုံလိုက်ပေါက်လိုက်တာလဲလုံးလို့ရေခဲမုံကလည်းစားသေးတယ်ငရုတ်သီးကလည်းကြိုက်တယ်ဆိုတော့အထဲတည်းကအကောင်တော့မသက်သာဘူးပေါ့။ရေခဲမုံစားရင်တော့အဲ့ဒါအေးအေးတန်ခံရမှာပဲခြုံစရာဆောင်လည်းမရှိဘူးထဲထဲမှာ။ငရုတ်သီးစားရင်တော့မနှစ်ကຫນွေတဲ့ဆိုးသွားမှသာအောင်မေ့ဘူး။အဲ့အဲ့ဒါကြောင့်ကြောက်တာလည်းဖြစ်နိုင်တယ်ပေါ့အေးအဲ့ဒီမှာ သူ့ဆူတောင်းတိုင်းမဲ့ဂေါရဝမြတ်စွာဘုရားလက်ထက်ရောက်လာတဲ့အခါသူကဝေဒန်လေးပြီမှလူလာဖြစ်တာသို့သောအမေနဲ့အဖေနဲ့ဖြစ်တာမဟုတ်ဘူးတရေဥယျာဉ်ထဲကတရေပင်ကြီးတပင်ရင်းမှသူကကွာခဲ့နဲ့ဥပပပပဋိသေရီလို့ဒီလိုပြောတယ်ဩပပတိကပဋိသေရီရဲ့တန်တေရဇပဋိသေရီရဲ့ဆိုတာဟာတန်တေရဇကြတော့အစိုးအထိုင်းအညှိကိုဆွဲပြုတ်ပြီးတော့ပေးသီးလေးကနေကြီးလာတယ်